အားလုံးမင်္ဂလာပါအောင်ရင်း channel မှာကြိုဆိုပါရစေကျွန်တော်တို့ပြောပြမယ့်အကြောင်းအရာကတော့ပူလန်းချောင်းကျန်းမာရေးကိုပိုကောင်းစေတဲ့ probiotic ပါဝင်တဲ့အစားအစာ၅မျိုးဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ပိုးမွားမှာကောင်းတဲ့ပိုးမွားနဲ့ဆိုးတဲ့ပိုးမွားရယ်လို့နှစ်မျိုးရှိပါတယ်ကောင်းတဲ့ပိုးမွားကပူလန်းချောင်းကျန်းမာရေးကိုကောင်းစေပါတယ်ကိုခံစွမ်းစနစ်ကိုကောင်းစေပါတယ်အခြားကျန်းမာရေးကောင်းကျိုးများစွာကိုလည်းဖြစ်စေပါတယ်ဒါကြောင့် ောင်းတဲ့ပိုးမွားကိုအကျိုးပြုပိုးမွားလို့လည်းခေါ်ဆိုပါတယ်။ဆိုးတဲ့ပိုးမွားကယောဂမျိုးစုံကိုဖြစ်စေပါတယ်။ကျွန်တော်တို့တောက်တဲ့ရေ၊စားတဲ့အစားအစာနဲ့ရှူလိုက်တဲ့လေမှာယောဂပိုးမွားတွေအများများရှိနေပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာအနှံ့ပြားမှာလည်းမကောင်းတဲ့ပိုးမွားတွေအများပြားရှိနေပါတယ်။အဲ့ဒီပိုးမွားတွေကကျွန်တော်တို့ကိုဒုက္ခပေးဖို့အစဉ်နဲ့ဆောက်ဆိုင်နေပါတယ်။အခွင့်ရတာနဲ့ယောဂမျိုးစုံကိုဖြစ်စေတဲ့အတွက်မကောင်းတဲ့ပိုးမွားလို့ခေါ်ပါတယ်။ မကောင်းတဲ့ပိုးမွားတွေအင်အားကောင်းရင်ယောဂမျိုးစုံဖြစ်စေပါတယ်အကျိုးပြုပိုးမွားတွေအင်အားကောင်းရင်မကောင်းတဲ့ပိုးမွားတွေကိုနှိမ်နှင်းလိုက်တဲ့အတွက်ဘာယောဂမှမဖြစ်စေတော့ပါဘူးဒီလိုတူနိုင်ကိုနိုင်အားပြိုင်မှုကအမြဲတမ်းရှိနေပါတယ်ဒါကြောင့်ပိုးသက်စေအန်တီဘိုင်တစ်တွေဟာတွင်တွင်ကျယ်ကျယ်ထုတ်လုပ်ရောင်းဝယ်ဖောက်ကားနေရခြင်းဖြစ်ပါတယ်တခါတုန်းကသိပ္ပံပညာရှင်တူဟာ ူတွားရောက်ခဲ့တဲ့ရွာမှာရှိတဲ့တောင်သူလယ်သမားတွေဟာအလွန်ကြမ်းမာပြီးအသက်ရှည်ကြတာကိုတွေ့ရပါတယ်။တရွာလုံးလိုလိုအသက်ရှည်တာကိုတွေ့တော့စိတ်ဝင်စားပြီးလေ့လာကြည့်ပါတယ်။အဲ့ဒီရွာမှာရှိတဲ့အိမ်တိုင်းကကိုယ်တိုင်ဒိန်ဂျင်ကိုလုပ်ပြီးလူတိုင်းကအမဲလိုလိုစားနေကြတာကိုတွေ့ရပါတယ်။ဒါနဲ့ပဲဒိန်ဂျင်မှာပါဝင်တဲ့ပါဝင်ပစ္စည်းတွေကိုတည်တည်ချာချာလေ့လာကြည့်တော့ပိုးမွှားတွေကိုတွေ့ရပါတယ်။အဲ့ဒီပိုးမွှားကို probiotic လို့နာမည်ပေးခဲ့ပါတယ်။ဒါက ပရိုဘိုင်ယိုတစ်ရဲ့သမိုင်းအကျင့်ပဲဖြစ်ပါတယ်ပရိုဘိုင်ယိုတစ်ဆိုတာဒင်ဂျင်ထဲမှာပါဝင်နေတဲ့ပိုးမွှားကိုပြောတာပါဒင်ဂျင်ဟာပရိုဘိုင်ယိုတစ်မဟုတ်ပါဘူးပိုးရောကဒင်ဂျင်မှာပရိုဘိုင်ယိုတစ်အများဆုံး ပါဝင်တယ်လို့ယူဆခဲ့ကြပါတယ်နောက်ပိုင်းလေ့လာချက်များအရအခြားပရိုဘိုင်ယိုတစ်ဖြစ်ကြတဲ့ကီဖာတူရီနိုချင်ဆော်ရာခရော့ကော်ဘီဒုတ်ချင်ကန်ချီတောင်ကိုရီးယားအစားအစာမီဆိုဂျပန်အစားအစာတွေမှာလည်းပရိုဘိုင်ယိုတစ်တွေအမြောက်အများပါဝင်တာကိုတွေ့ရပါတယ် ကီဖာတူရကီနိုးချင်မှာဒင်ချင်ထက် CFU ကိုးစားပုံများပါတယ် CFU ဆိုတာပိုးမွားအကောင်အရေးအတွက်ဖြစ်ပါတယ်ဘီလီယံနဲ့ရေအတွက်ပါတယ်တစ်ဘီလီယံဟာတန်ပေါင်းတစ်ထောင်ရှိပါတယ်တစ်ချိန်လုံးက ထိန်ချင်းကို probiotic အစားစာတစ်ခုလို့ရောထွေးထင်ခဲ့ဘူးပါတယ်အဲ့ဒါဟာအပြေအဝမမှန်ပါဘူးထိန်ချင်းဟာ probiotic ရဲ့အရင်းမြစ်တစ်ခုသာဖြစ်ပါတယ်သူတို့နှူးကအတိအကျတူညီနေတယ်လို့မဆိုနိုင်ပါဘူး probiotic ဆိုတာကထိန်ချင်းထဲမှာပါဝင်တဲ့ကောင်းတဲ့ပိုးမွှားခုသာဖြစ်ပါတယ် probiotic ပါဝင်တဲ့အစားအစာတွေကတော့နံပါတ်၁ဒိန်ချင်းယိုဂတ်ကိုတောက်ပေးပါဒိန်ချင်းဟာနှုတ်ထွက်ပစ္စည်းတစ်ခုဖြစ်တယ် ်အထူးသဖြင့်အချိုးပြုဘက်တီးရီးယားပါဝင်တဲ့အရင်းမြစ်တစ်ခုဖြစ်တယ်ဒိန်ဂျင်ကိုစားမယ်ဆိုရင်တကြားထက်ထဲစားတာကိုရှောင်နေပါတယ်ပုံမှန်ဒါမှမဟုတ်အချိုးမပါတဲ့အမျိုးအစားကိုရွေးချယ်သင့်ပါတယ်ဒိန်ဂျင်ကိုရွေးချယ်ရင်ဂရိဒိန်ဂျင်ကိုရွေးချယ်တာဟာမှန်ကန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်ဒိန်ဂျင်ကိုစားရင် ရိုးရိုးဒိန်ဂျင်တဲကိုတစ်တီးနဲ့အခွန်မာတီးထည့်ပြီးစားနိုင်ပါတယ်ဒါမှမဟုတ်ဖြော်ရည်စမူသီတွေထည့်ပြီးတောက်နိုင်ပါတယ်။ပေါင်မုန့်နဲ့တို့စားလို့လည်းရပါတ ။နမနဲ့ကီဖာနှိုးကျင်ကိုတောက်ပေးပါ။ကီဖာနှိုးကျင်ဟာဒိန်ကျင်နဲ့အရန်ကွာခြားပါတယ်။ကီဖာမှာအချိုးပြုတ်တစ်စီးအပါဝင် မတူညီတဲ့ဘက်တီးရီးယားပိုးအများပြားပါဝင်ပါတယ်။ကီဖာမှာ လက်တိုးစ်ဓာတ်ပေါင်းလုံးဝနှီးပါမပါဝင်ပါဘူး။ဒါကြောင့်လက်တိုးစ်နဲ့မတည့်သူတွေအတွက် စားသုံးရန်အလွန်လွယ်ကူစေပါတယ်။တာမန်အော်ဂနစ်မြက်စားနွားတို့ကရတဲ့ဖီဘာဟာ တင်ရင်နဲ့များစွာကောင်းတဲ့ probiotic တွေကိုရရှိစေပါတယ်။ kefir နိုးကျင်မှာ28 billion cfu ရှိပါတယ်။တင်ကျင်နဲ့ကိုးစားပိုများပါတယ်။အရေအတွက်ပိုများလီလီ ပိုကောင်းလီလီမို့ kefir ဟာတင်ကျင်ထက်ပိုကောင်းပါတယ်။နံပါတ်3 sara crop ကိုစားပေးပါ Sara Croc ဟာကော်ပီဒုတ်ချင်ဖြစ်ပါတယ်။အဲ့ဒီတဲမှာ မတူညီတဲ့အကျိုးပြုဘက်တီးရီးယားအမျိုးအစားများစွာ ပါဝင်ပါတယ်။သင်စားလိုက်တဲ့ Sara Croc ကအပူမပေးထားတဲ့အမျိုးအစားဖြစ်ဖို့တော့လိုပါတယ်။ Sara Croc မှာ probiotic အပြင်အမြင်ဓာတ် vitamin C, vitamin K1, vitamin K2, vitamin U, potassium နဲ့အချို့သော phyto အာဟာရဓာတ်တွေလည်းပါဝင်ပါသေးတယ်။ Sara Croc မှာအိုးအကောင်ကြီးတွေ့ဟာ3 billion CFU ရှိပါတယ်။ ဆေးလုံးအနေနဲ့ဆိုရင်ဆေးတလုံးမှာ30ဘီလီယံ CFU ရှိပါတယ်။နံပါတ်၄ကန်ချီကို စားပေးပါ။ကန်ချီဟာ ကိုရီးယားရိုးရာအစားအစာတစ်ခု ဖြစ်တယ်။အခုဆိုရင်တကဘာလုံးကကြိုက်မြင့်တဲ့နေတဲ့အစားအစာဖြစ်နေပါပြီ။ကန်ချီမှာ အစွမ်းထက်တဲ့အဟာရဓာတ်ပေါင်းများစွာပါဝင်ပြီးထူးခြားတဲ့အကျိုးပြုဘက်တီးရီးယားအမျိုးအစားများလည်းများစွာပါဝင်ပါတယ်။ ဒါအပြင်ဗီတာမင် C, ဗီတာမင် K1, ဗီတာမင် K2, ပိုတက်ဆီယမ်နဲ့ဗီတာမင် B အုပ်စုတို့ပါဝင်ကြပါတယ်။နံပါတ်5မီဆိုကို စားပေးပါ။မီဆိုဟာ အချိန်ဖောက်ထားတဲ့ဂျပန်အစားစာတစ်ခုဖြစ်ပါတယ်။ထူးခြားတဲ့အရသာနဲ့ကျန်းမာရေးကောင်းကျိုးကြောင့်ကဘာတခွားမှာရည်ပန်းစားလာတဲ့အချိန်ဖောက်ထားတဲ့ပဲငံပြာရည်ဖြစ်တစ်ခုဖြစ်ပါတယ်။ဂျပန်မီဆိုမှာ ပရိုဘိုင်ယိုတစ်အများပြားပါဝင်ပါတယ်အချိုးပြုဘက်တီးရီးယားနဲ့တဆီးပါဝင်ပါတယ်။ဥလန်းချောင်းကျန်းမာရေးကိုကောင်းစေတယ်။မီဆိုမှာဗီတာမင် K, ဗီတာမင် B အုပ်စု, manganese, ကျေးနီနဲ့တန်ဓာတ်အများပြားပါဝင်ပါတယ်။မီဆိုမှာပါဝင်တဲ့ပဲပီးဆက်ဟာပရိုတိန်းအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ amino acid 6မျိုးလုံးပါဝင်ပါတယ်။စက်ကျင်ဓာတ်တိုးပစ္စည်းလည်းအများပြားပါဝင်ပါတယ်။အစာခြေပြတ်မှုကို အားပေးတယ် နှလုံးကျန်းမာရေးကိုကောင်းစေတယ်ဆဲတွေပျက်စီးခြင်းမှကာကွယ်ပေးနိုင်တယ်အခုပြောပြတဲ့ probiotic ကိုစားသုံးရင်အပူပြင်းပြင်းပေးပြီးမစားမိပါစေနဲ့ဘာကြောင့်ဆိုတော့အဲ့ဒီထဲမှာပါဝင်တဲ့အကျိုးပြု bacteria တွေဟာအပူကြောင့်တည်တည်ပျက်စီးသွားနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ် probiotic ရဲ့ကောင်းကျိုးတွေကအများပြားရှိပါတယ်အဲ့ဒါတွေကတော့နံပါတ်1ဥလန်းချောင်းကျန်းမာရေးကိုတိုးတက်စေတယ် probiotic အစားအစာတွေဟာသင်ရဲ့ဥလမ်းကြောင်းထဲမှာကောင်းတဲ့ bacteria နဲ့မကောင်းတဲ့ bacteria တွေကိုညီမျှအောင်လုပ်ပေးပါတယ်။ဒါကြောင့်လေပွားတာဝန်းပိုက်တင်းတာအစာမကြေတာကိုတက်တာပျောက်ကင်းစေပါတယ်။နံပါတ်1အစာချေလမ်းကြောင်းယောဂါတွေကိုတက်တာပျောက်ကင်းစေပါတယ်။လေ့လာချက်များအရအစာချေလမ်းကြောင်းမှာဖြစ်ပွားတဲ့ယောဂါတွေကိုတက်တာပျောက်ကင်းစေပါတယ်။ဥမာကြီးယောဂါစု IBS လို့ ယောဂလက္ခဏာတွေကိုတက်တာဈေးပါတယ်။ဗိုက်တင်းခြင်း၊လေပွားခြင်းနဲ့ဗိုက်နာခြင်းတို့ကိုတက်တာပျောက်ကင်းဈေးပါတယ်။ဥယောင်ငန်းပြားယောဂ Ascaritic colitis ကိုလည်းတက်တာဈေးပါတယ်။နံပါတ်3ဝန်းလျှောဝန်းပြက်ယောဂကို ကာကွယ်ပေးတယ်။ပြင်းထန်တဲ့နာတာရှည်ဝန်းလျှောဝန်းပြက်ယောဂကိုကာကွယ်ပေးနိုင်တယ်။ပိုးသတ်ဆီ antibiotic နဲ့ပတ်သက်တဲ့ဝန်းပြက်တာနဲ့ ယောဂ၉ကြောင့်ဖြစ်တဲ့ဝန်ပြက်ယောဂနှမျိုးစလုံးကိုကာကွယ်ပေးနိုင်ပါတယ်ပြီးရင် အကျိုးပြုဘက်တီးရီးယားတွေကိုပြန်ပြီးဖြစ်တင်းပေးပါတယ်နံပါတ်၄ခုခံအာစနစ်ကိုပြင့်တင်ပေးတယ်ခုခံအာစနစ်ဟာကိုယ်ခန္ဓာရဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်ပရိုဘိုင်တစ်တွေဟာကိုယ်တိုင်ကသဘာဝကာကွယ်ရေးစွမ်းအားကိုပြင့်တင်ပေးတာကြောင့်အတတ်နိုင်ဆုံးဖြားနာခြင်းနဲ့ကုသရောဂါဖြစ်ပွားမှုကိုလျှော့ချပေးနိုင်တယ် ရေးလာခြင်းများရာ probiotic ဟာအသက်ရှူလမ်းကြောင်းဆိုင်ရာကုသရောဂါဖြစ်နိုင်ခြင်းနဲ့ပြင်းထန်မှုကိုပါလျှော့ချပေးပါတယ်။နံပါတ်၅နှလုံးကျန်းမာရေးကိုတိုးမြင့်ပေးနိုင်တယ်။ probiotic ဟာမကောင်းတဲ့ cholesterol LDL နဲ့သွေးပောင်ခြင်းကိုကျစေတယ်။ဒီလိုနည်းလမ်းနဲ့နှလုံးကျန်းမာရေးကိုကောင်းစေပါတယ်။နံပါတ်6စိတ်ကျန်းမာရေးကိုတိုးတက်စေတယ်။ အချို့သောကောင်းတဲ့ဘက်တီးရီးယားတွေဟာစိတ်ခံစားချက်တွေကောင်းစေတယ်။စိုးရိမ်စေ၊စိတ်ဖိစီးမှုနဲ့စိတ်ဓာတ်ကျဆင်းခြင်းရဲ့လက္ခဏာတွေကိုလျှော့ချပေးပါတယ်။မှန်ညာတွေကိုတိုးတက်စေတယ်၊စဉ်စားတွေးခေါ်တဲ့လုပ်ငန်းတွေကိုလည်းတိုးမြှင့်ပေးနိုင်ပါတယ်။ဓမ္မခွနဲ့အစာခြေလမ်းကြောင်းရှိ အကျိုးပြုဘက်တီးရီးယားကိုပြန်လည်ဖြည့်တင်းပေးတယ်။ပိုးသက်ဆေးအန်တီဘိုတစ်တွေကိုတောက်ရင် ပိုးသက်ဆေးက ကောင်းတဲ့ဘက်တီးရီးယားနဲ့မကောင်းတဲ့ဘက်တီးရီးယားနှစ်မျိုးစလုံးကိုပြည်စည်ပါတယ်။ probiotic ကအဲ့ဒီအချိန်မှာအကျိုးပြုဘက်တီးရီးယားတွေကို ပြန်လည်ဖြစ်တင်းပေးပါတယ်။ဒါဟာအစာချေမှုနဲ့ဥလန်းချောင်းကျန်းမာရေးကိုပြန်လည်ထူထောင်ပေးဖို့လိုအပ်တဲ့အချိန်ဖြစ်တာမို့အလွန်အရေးကြီးပါတယ်။နံပါတ်၈ကိုယ်လေးချိန်ကို ထိမ့်သိမ်းပေးတယ်။ probiotic အချို့ဟာဝမ်းပိုက်အဆီကိုလျှော့ချပေးနိုင်တယ်။အစာချေမှုကောင်းမွန်စေတယ်။ ဟော်မုန်းတွေကိုညီမျှစီတယ်ဒီလိုနီးနဲ့ကြားမာတဲ့ကိုလေးချိန်ကိုထိမ့်သိမ်းပေးပါတယ်အစအဆုံးကြည့်ရှုအားပေးတဲ့ကျေးဇူးတင်ပါတယ်နောက်နောက်လောလောကူကြည့်ရှုနိုင်ဖို့ subscribe ကိုတစ်ချိန်နှိပ်ပေးထားပါလို့မေတ္တာရက်ခံပါတယ် like နဲ့ share ကိုလည်းနှိပ်ပေးစေချင်ပါတယ်သူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကို ပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် have a nice day